ဒီကနေ့တိရိကေဟာစီစဉ်တဲ့ကလူငယ်ကဏ္ဍအနေနဲ့ပြေဝါသောသဘောထားဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးချင်ပါတယ်။တခါတော့ကပညာရှိအဖိုးအိုနေထိုင်တဲ့စံကြောင်းလေးပီးကအိမ်ကိုလူတစ်ယောက်ရောက်ရှိလာပါတယ်။အဲ့ဒီပုဂ္ဂိုလ်ကအဖိုးကျွန်တော်အဖိုးကိုတခုလောက်မေးပြစီ ကျွန်တော်ကဟိုဘက်ချမ်းမှာရှိတဲ့ရွာကလေးမှာနေတဲ့ရွာသားတစ်ယောက်ပါ။ကျွန်တော်ကိုတရွာလုံးကဝိုင်းနေကြပါတယ်။ စင်းရဲလို့ဆိုပြီးမှလည်းနှိမ်နေရုပ်ဆိုးလို့ဆိုပြီးမှလည်းနှိမ်နေအရက်ပုလို့လို့ပြောပြီးနှိမ်နေကျွန်တော်ရဲ့မျိုးရိုးကိုလည်းနှိမ်နေကျွန်တော်ကသဘောထားပြေဝပါတယ်တို့ပေမဲ့လို့လည်းကျွန်တော်အယမ်းကိုဒေါသထွက်ရပါတယ် အဲ့ဒီအတွက်ကျွန်တော်ဘလို့တုံ့ပြန်ရမလဲဆိုတာအဖိုးကလာမေးတာပါလို့ပြောပါတယ်ဒီအခါမှာအဖိုးအိုကလူလေးမင်းကတကယ်ပဲတဘောရာပြေဝရလားလို့မေးပါတယ်ပြောပြောဆူဆူပဲအဖိုးအိုကဘေးနားကစလုံးကိုယူပြီးအဲ့ဒီလူငယ်ကိုခေါ်ပြီးစံချောင်းဘက်ကိုရှောက်လာခဲ့ပါတယ်စံချောင်းအဆက်ကိုရောက်တဲ့အခါမှာ အဖိုးအိုက စလုံးလေးကိုရေးဖြည့်ပြီးကြောက်သုံးတုံးထည့်လိုက်ပါတယ်။အဲ့ဒီအခါမှာရေတွေဟာစလုံးရဲ့အပြင်ဘက်ကိုရှန်ကျလာတာတွေ့လည်ရပါတယ်။အဲ့ဒီနောက်အဖိုးအိုက အရွယ်အစားကြီးတဲ့ကြောက်သုံးတုံးကိုယူပြီးစံချောင်းလေးကိုပြစ်ချလိုက်ပါတယ်။ စံကြောင်ထဲမှာလှိုင်းအနှဲငယ်ဖြစ်ပြီးခဏကြာတော့ငြိမ်သက်သွားပါတယ်။အဖိုးအိုက လူငယ်ကူပြောလိုက်ပါတယ်။ငါမီငါမီဟာစံကြောင်ကရေလားစလုံးတဲကရေလားကို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 စံကြောင်ထဲကရေလို့သဘောထားခဲ့ရင်ဘာဖြစ်လို့တဖက်သားကကြောက်ခဲတေးသေးလေးပြစ်ထက်လိုက်တာနဲ့စလုံးထဲကရေလို့ရှံကြချင်နေရတာလေ။ကိုရဲ့ပင်ကိုစရင်ဟာစမ်းချောင်းထဲကရေလိုကြည်လင်အေးမြနေတဲ့ဆိုရင်တဘာသူရဲ့မနာလိုဝင်သူတိုက်ခိုက်မှုကြောက်တုံးသ းသေးလေးတွေကြောင့်အနှောက်အယှက်မဖြစ်ပါစေနဲ့ပင်ကိုစည်ရင်းကကြည်လင်နေတယ်ဆိုရင်သူတစ်ပါးကြောင့်လှိုင်းထတယ်ဆိုရင်လည်းခဏသာပါပဲဘယ်တော့မှဇလုံးတဲကရည်လိုရှက်မကြမိပါစေနဲ့စိတ်တဘောရာပြေးွားတဲ့လူဆိုတာသူတစ်ပါးရဲ့အပြုမူစော်ကားမှုကြောင့်ကိုယ်စိတ်ကိုလှိုင်းမထစေပါဘူးအားလုံးပဲကိုယ်ကာယဤကြမှာချင်းစိတ်ဝိညာဉ်ဤချမ်းသာခြင်း ခံစားကြရပါစေကျမကတော့ sister regina မမူခိုင်ပါ